းစိုးနဲ့အပြင်မှာတိုက်ရိုက်တွေ့ပြီးရှင်ဖို့အတွက်မန္တလေးမြို့ကသမီးစိုးတဲတဲ့ဟိုတယ်ရှိမှရောက်နေပြီဆိုတော့ဒေါ်အေးတင်ကိုအာမမပေါင်းနေပေးထားတာကယောက်ျားနှုံးနံမဲတဲ့နဲ့ပေးထားတယ်သူယောက်ျားနံမဲရဲ့အာမစိုးမချောက်နံမဲနဲ့ပေးထားတယ်အဲ့တော့အာဒီဟိုတယ်မှာရှိတယ် မင်္ဂလာပါပရိသတ်ကြီးရှင်ကိုမန်းနဲ့ထင်ရင်ဒေရှင်းထက်ပြီးတော့ဘသူကမှဂယုမဆိုင်တတ်တဲ့အပြုမူတွေကြောင့်လူအများရဲ့သတိထားခြင်းကိုခံခဲ့ရပြီးနောက်ပိုင်းမှာတော့ပရိတာလုပ်တွေပါလှုပ်လာခဲ့တာကြောင့်တိုင်းနိုင်ငံလုံးကလူတွေသိရှိခဲ့ရတဲ့ဒေါ်အေတင်ကိုကတော့အခုလက်ရှိမန္တလေးမြို့မှာရောက်ရှိနေတဲ့အမေရိကပြန်တမိဆိုးနဲ့ဆင်းရဲရှင်းဖို့အတွက်လိုင်းလံရှာဖွေနေတာပဲဖြစ်ပါတယ် ဒေါ်အီတင်ကိုကသမီဆိုးကိုအပြစ်မှတွေ့ပြီးတော့တစ်ချိန်တုန်းကသူမရဲ့သားနဲ့ပတ်သက်ပြီးမဟုတ်မမှန်ပြောဆိုခဲ့တာတွေအတွက်တခုချင်းစီကိုဖြည့်ရှင်းပေးဖို့အတွက်နှစ်ဦးသားအပြစ်မှတွေ့ဆုံဖို့ချိန်ဆခဲ့ပေမယ့်သမီဆိုးကတော့လာရောက်တွေ့ဆုံခြင်းမရှိဘဲရှောင်ပြေးနေတာပဲဖြစ်ပါတယ်။ မနေ့ကအော်တိုဘာလ3ရက်နေ့ညနေ3နာရီကမန္တလေးမြို့ရွှေဘဲစားတောက်ဆိုင်မှာတွေ့ဆုံပွဲအတွက်ချိန်ဆခဲ့ပြီးတမီဆိုးကရောက်မလာခဲ့တာကြောင့်ဒီကနေ့မှာတော့ဒေါ်အေးတင်ကိုကမန္တလေးမြို့ရှိတမီဆိုးတဲခိုတဲ့ဟိုတယ်ရှိကိုကိုယ်တိုင်သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့တနာရီခန့်ကဒေါ်အီတင်ကိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာသူမကတမိဆိုးတဲခုတဲ့ဟိုတယ်ရှိကိုရောက်နေပြီဖြစ်ကြောင်းနဲ့ဟိုတယ်ထဲမှာအကျဲအကျဲမဖြစ်ချင်းလို့အပြင်ဘက်ကနေတမိဆိုးကိုစောင့်ပြီးတော့စရင်ရှင်းမှာဖြစ်တဲ့အကြောင်းဗီဒီယိုနဲ့တကွချပြလာခဲ့တာပဲဖြစ်ပါတယ်။အာမမပုံနေပေးထားတာကယောက်ျားနှုံးနံမဲတဲ့နဲ့ပေးထားတယ်။သူ့ယောက်ျားနံမဲရဲ့အာမဆိုးမချောက်နံမဲနဲ့ပေးထားတယ်။အဲ့တော့ အာဒီဟိုတယ်မှာရှိတယ်အဲ့တော့ဟိုတယ်ထဲမှာကြဲ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 မဖြစ်ချင်ဘူးဟိုတယ်ထဲမှာရုပ်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 မဖြစ်ချင်ဘူးစောင့်နေတယ်တတတတိရှိတယ်စားရှိတယ်ဆိုရင်တော့လာနော်ပြီးတော့မှရှောင်ခွင့်ပပြေးမသွားကြည့်ဘိုင်းစောင့်နေမယ်